ဆန်ဆယ်လို့ဒီငါ့ကိုဘာကြွေးလို့ငါ့ကိုဘယ်လိုလင်းလက်မောက်ဝယ်ပြီးလို့ဘယ်လိုဘယ်လိုနေရာမှာထားလို့ဘယ်တုံးမှ complaint တက်ခဲ့ဘူးလေလို့နော်အဲ့တော့အေးတော့စနေနေ့ညမိုးဆုံဆုံချုပ်မှာအဲ့ဒီပွဲကိစ္စတွေပြတ်တယ်တနင်္ဂနွေနေ့မနက်ငါအိမ်ပြန်တယ်တနင်္ဂနွေနေ့မနက်အိမ်ပြန်တယ်တနင်္ဂနွေနေ့ညမှာငါအိမ်ပြန်ရောက်တယ်နော်တခါလေကျရင်ပြင်းနေတစ်ခုထဲမှာနှစ်မြို့သွားရတာရှိတယ်အဲ့မှာစနေရောတနင်္ဂနွေရောကိစ္စပြတ်ပြီးတနင်္ဂနွေနေ့မှာပြန်ရောက်တယ်တပတ်မှာငါအနည်းဆုံး၃ရက်ကနေ၄ရက်ကြာငါခီးသွားရတယ်နော် တပတ်မှာ၃ရက်ပဲအိမ်မှာနေခွင့်ရှိတယ်။နောက်နေ့တရက်ဆိုငါဖလက်ပြပြီနော်ပြီးတော့ငါဗိတ်တောက်တဲ့သူနော်လေရင်စီးရင်ဗိတ်တောက်လို့မရအောင်အဲ့မိုးလင်းမိုးချုပ်ကိုဗိတ်မတောက်ရတဲ့ဒုက္ခကိုဗိတ်ဆွဲနေတဲ့သူတယောက်ကဒုက္ခကိုတစ်ချိန်လုံးအဲ့ဒုက္ခကိုတစ်ချိန်လုံးအောင့်အီးသီးခံလာတာငါမှတခြား business နဲ့တွားမယ်ခီးရှင်တော့ငါအဲ့လိုခီးမျိုးတွေတွားမှာမဟုတ်ဘူးအပတ်တိုင်းထွက်မှာမဟုတ်နော်ဒါနဲ့ဒါဒီတွန်းလှန်ရေးတွန်းလှန်ရေးတွန်းလှန်ရေးကိုမျက်နှာမူရမယ်ဆိုတာမျိုးနော် အဲ့ဒါနင်တို့ပြောနေတဲ့တော်လန်ကြီးပေါ်မှာထားတဲ့စေတနာဆိုတာနင်တို့လို့စောက်ပေါက်အာနေတဲ့ခါကြီးစေတနာလို့လာပြီးကြီးသူမပြောနဲ့ခွေးမရဲ့ဟမ်နင်တို့ပါစက်ကနေပြီးတော့ခိုးလို့စောက်စောက်တင်းပြောဒီလိုစောက်တင်းပြောတော်လန်ကြီးကိုထားတဲ့စေတနာလို့လီးစကားတွေမပြောနဲ့ခင်မို့ခွေးမနော်ငါအပင်မခံပြီးလုတ်ခဲ့တာဒီနင်တို့လို့အိမ်မှာအာထိုင်ချောင်နေတဲ့ကောင်မကြီးစော်ကားဘူးမဟုတ်ဘူးနင်မအိုင်ရင်ပြန်ပြီးမလှန်နိုင်တော့တိုင်းနော်အောက်ကလေခွေးလိုမျိုးလာမကိုင်းနဲ့ နော်ဆောက်ဖတ်မတန်လို့မပြောတာကိုကြည့်နေတာဆောက်ကောင်းမှန်တယ်ဟမ်ညီတို့လို့ဆောက်အားချောင်းနေတဲ့ကောင်မကြီးတော်လိုင်းကြီးမှာဘယ်နှမဆောက်သုံးမချပဲနဲ့ငါတို့ကခြာကျွေးနေတာဆိုရင်ညီတို့ဆောက်ပေါက်ကလည်းဆောက်ချက်မရှိပြောတဲ့ကောင်မနော်ပြီးတော့ပြောသေးတယ်ငါ့ကိုတဲ့ငါ့တဲ့ဒီစာတွေကိုရေးနေတာငါမဟုတ်ဘူးတဲ့ငါညမအားတဲ့နော်ငါညမအခုမှအသက်22နှစ်ပဲရှိသေးတယ်နော်ငါညမအမေရိကကိုရောက်တဲ့ချိန်မှာအသက်20ပဲရှိသေးတယ် နော်ငါပန်ဆယ်သူဖြစ်လာတဲ့အချိန်မှာငါညမကိုရန်ကြောင်းသူပဲရှိသေးတယ်။ငါညမဆိုတာအင်းချီးစားပြောတာလား။ခွေးစကားတွေနော်ခွေးမကခွေးစကားတွေပြောနေတာငါမရိုင်းကျင်လို့နော်စောက်တက်ကြည့်လိုက်တော့ကို့အမေနဲ့နင်းလားငါလားဖြစ်နေပြီနော်နေမွေးရင်နင်းသမီးလောက်ရှိတယ်အဲ့နင်းကိုခွေးမသူဆဲတာအဲ့နင်းစောက်ပေါက်ကြောင်းနော်အေးငါတို့မှာစောက်တက်ကြည့်တာကြီးစောက်တက်နေတာကြီးလားမပြောနဲ့စောက်တက်ကြည့်တော့နင်းတို့စားရတဲ့ထမင်းပိုကုန်လာလေးရှိတယ်နော်လူရမဝင်တဲ့စံကုန်မြေလေးတွေ ဟေးလို့မှမပြောလို့စောက်ကောင်းမှန်နေနော်မပြောလို့စောက်ဖတ်မတန်လို့မပြောတော့စောက်ကောင်းမှန်နေအဲ့တော့ငါတုတ်မှတုတ်တယ်မလုပ်မယ်နော်ငါအေးချမ်းချမ်းနေချင်တယ်ဒီကာလမှာငါအ ਨੇ ဆုံးညီတို့ညီတို့လိုသားဆိုလို့ညီတို့သားငါနေရမှာဆိုဘလောက်ခုံစားမယ်မမသိတဲ့ကိစ္စရက်တွေငါလုပ်နေတာသိလားဒါမဲ့ဘာစောက်တမ်းမှမထွက်ပဲလုပ်နေတာနော်အဲ့တော့ဆက်ပြောဦးမယ်နင်ပြောသွားရတဲ့အချိန်မှာအဲ့ငါခြေကြွားကယူပါတယ်ဆိုတဲ့ကိစ္စကိုငါပြောပြီးပြီနော်ခြေကြွားကယူပါတယ်ဆိုတဲ့ နော် contract နဲ့ငါပြောရဲခွန်မှာ contract နဲ့ငါတို့ရဲ့ agreement နဲ့လုပ်ပါတယ်ဒေါ်လာပွဲတစ်ပွဲကိုတွားရင်ဒေါ်လာ3000ယူပါတယ်လို့ပြောတဲ့ကိစ္စငါစိန်ခေါ်တယ်နော်နော်ညင်တော့နေအမေ iron ကအဲ့ဆောက်ကျိုးပဲစိန်ခွင်ပတ်ပြီးတာဒီလားစိန်ခွင်ပတ်ပြီးတာဘယ်တော့မှရှင်းရတဲ့ကောင်မျိုးမဟုတ်ဘူးနော်ငါစိန်ခေါ်တယ်နော်ထပ်ပြီးတော့ညင်တို့ညင်တို့လက်မခံရဲပဲညင်တို့စောက်စားမရှိမှန်းသိဘူးနဲ့ငါစိန်ခေါ်တယ်ငါအဲ့လိုမျိုးနော်တော်လန်ရေးပွဲတွေငွေကြီးရယူပြီးတော့တွားခဲ့ပါတယ်ဆိုတော့တက်တည်ရှိလို့ရှင်နော်အဲ့ organizer တွေဆီကနေငါဒီပတ်စံရယူထားပါတယ်ဆိုတော့ organizer ရချီရှိတယ်နော်အဲ့လူတွေဆီကနေပြီးတော့ တက်တည်ယူလာခဲ့လူအကောင်လိုက်ခေါ်လာခဲ့နော်အဲ့လိုမဟုတ်ဘဲနဲ့တော့မင်းတို့စောက်ပေါက်တွေရတယ်ပြီးတော့ဗဇက်အာသာပြီးဒေါ်လာကြီးအာသာဖြည့်နေုံနဲ့တော့နော်တတ်မလာနဲ့အဲ့တော့နောက်တစ်ခုအဲ့ဒီဘွဲတွေကရတဲ့ fan တွေဘယ်ကိုစီစဉ်လဲအဲ့ဒါချောင်းမေးရဆိုအေးအဲ့ဒါချောင်းဖြည့်မယ်နော်အန်ဆယ်လိုသွားခဲ့တဲ့ fan raising ပွဲတွေ American တနိုင်ငံလုံးပတ်ပြီးသွားခဲ့တဲ့ fan raising ပွဲတွေနော်အဲ့ပွဲတွေမှာ နှစ်မျိုးရှိတယ်။တစ်မျိုးစီအဲ့ဒီမျိုးကလုပ်တဲ့ fan raising ပွဲနော်။ထားပါတော့ San Francisco ကလုပ်တယ် San Francisco ကလုပ်တဲ့ fan raising ပွဲ။ Elia လုပ်ရင် Elia လုပ်တဲ့ fan raising ပွဲနော်။ Tusa လုပ်ရင် Tusa လုပ်တဲ့ fan raising ပွဲနော်။ Virginia မှာလုပ်ရင် Virginia မှာလုပ်တဲ့ fan raising ပွဲ။အဲ့မျိုးတွေမျိုးတွေမျိုးအလိုက်မျိုးအလိုက်တွေနော်။နောက်ထပ်တစ်မျိုးတစ်စားကဘုံရောင်ပွဲနော်။အဲ့နှစ်မျိုးပဲရှိတယ်ငါငါသွားခဲ့တဲ့ခီးတွေမှာတော်လန်ကြီးခီးတွေမှာနှစ်မျိုးနှစ်စားပဲရှိတယ်။ မြို့ကန်အဖွဲ့တွေကလုပ်တဲ့ fundraising ပွဲနဲ့ဘုံရောင်းနဲ့ဘုံရောင်းပွဲနော်အဲ့ဘုံရောင်းအဲ့နှစ်နှစ်မျိုးမှာငါတစ်ခုချင်းစီရှင်းရှင်းလင်းလင်းပြောမယ်နော်စောက်ကောင်မငါပြောတဲ့စကားတွေမှာအကုန်လုံးမှန်နေပေါ့နေပြန်ချမှန်ကြည့်ပြီးနေပါနေပြန်ချနော်စောက်ချက်ရှိနေနေတော့အဲ့နှစ်မျိုးနဲ့စားမှာမြို့ကန်တွေကလုပ်တဲ့ fundraising ပွဲအဲ့ဟာအကြောင်းအရင်ပြောမယ်မြို့ကန်တွေကလုပ်တဲ့ fundraising ပွဲတွေနော်ဈေးရောင်းပွဲတွေပါတယ်နော်ဈေးရောင်းနေပြီးတော့လို့ရှိရင်ရမုံကောက်ခံရေးတွေလုပ်တယ် ပြီးတော့လို့ရှိရင်အခါကျရင်မဲလက်မှတ်တရောင်းလာရှိတယ်နော်အဲ့လိုမျိုးတွေမှာငါကဒီမျိုးဒီမျိုးမှာလုပ်တယ်ထားပါတော့ကွာ San Francisco San Francisco မှာဆိုရင် Free Burma Action Committee ကလေပြုလုပ်တဲ့ပွဲနောက်ဒါပြီးတော့ဒါနောက်ဒါနောက်နောက်တစ်မျိုးကဘာဝါလုပ်တဲ့ပွဲ something တခြားအဲ့လို organization organization တွေအများကြီးရှိတယ်နော်အဲ့ဒီပွဲမှာဒါကျွန်တော်တို့ကျွန်မကသာပြီးတော့အဖြစ်ကူညီတာပါအဲ့တော့ဒီပွဲမှာအဲ့ပြုလုပ်တဲ့ဟိုစားတောက်သေးတွေဝယ်ကြပါနော်ဒါနောက်ဘောဖက်ဟိုရမွန်ဝင်ထည့်ဝင်ပေးကြပါဒါမှမဟုတ်ဒီမဲလက်မှတ်လေးတွေဝယ်ကြပါနော်ကျွန်မသုံးစော်ပြီး နော်ပြီးတော့ကျမတို့တော်လိုင်းနဲ့အကြောင်းနဲ့ပတ်သက်တဲ့စကားတွေပြောကြတယ်မိခွန်းတွေမေးကြတယ်နော်အဲ့ဒီပွဲကရတဲ့ပတ်စံပြီးကျမလက်ဖျားနဲ့တစ်ချက်လေးတော့မထီးခဲ့ကျမလက်ထည့်ကိုလည်းဒါထည့်သွားတာမဟုတ်နော်ကျမကိုမပန်စံလို့ပတ်စံနဲ့သုံးဖို့ဆိုပြီးချစ်လို့ခင်လို့ဒါပေးသွားတယ်ဒေါ်လာ100 200နော်အဲ့လောက်ဝင်းချင်တော့ကျမကို personal အတွက်ပါလို့ပြောတဲ့အတွက်ကျမယူတယ်အဲ့ရလာတဲ့ပတ်စံပြီးကျမထောင်ထဲမှာကျမလာစင်နော် ်15ဒီဝင်းကျင်တော့ပို့နေရတယ်။ကျမရဲ့တငယ်ချင်းနေရှိတယ်။နော်အဲ့လိုလူတွေကိုကျမပို့တယ်။အဲ့ဒါဆိုကျမ PDF ထောက်ပို့အတွက်လူငွေကောက်ခံနေတာဒီထောင်ဝင်းစာပို့ဖို့လို့လူငွေထောက်ကောက်ခံနေတာမဟုတ်တဲ့အတွက်အဲ့ခေါင်းစဉ်မှာကျမသွားပြီး30ခွင့်မရှိဘူး။ခင်မိုးလို့လို့ကောင်းမမျိုးတွေကိုအဲ့လိုအကြောင်းအရာတွေပြောပြနေရတာတော်တော်ရှုံစရာကောင်းတယ်။နင်တို့ဘာမှနားလည်မှာမဟုတ်ဘူး။နင်တို့ကဘာစီးမှမရှိတဲ့အတွက်ဘာမှနားလည်မှာမဟုတ်ဘူး။နော် fundraising လုပ်တဲ့အခါမှာခေါင်းစဉ်ဆိုတဲ့အရာအဲ့ခေါင်းစဉ်အောက်ကတွေးဖွဲ့မသွားဖို့ဆိုတာ fundraiser ရဲ့တာဝန်ဆိုတာကိုနင်တို့လောက်ကောင်းမှစားရင်နားလည်မှာမဟုတ်ဘူးနော် အေးဆက်ပြောမယ်အဲ့ဒီလိုမျိုးမြို့ခံတွေကလုပ်တဲ့ fan raising ပွဲတွေမှာရရှိတဲ့ fan နေနေတည်အဲ့ဒီမြို့ခံတွေအဖွဲ့ organization ကပဲဂိုင်တွေ့တယ်အဲ့ဒီ organization ကပဲသူတို့သွားမယ့်နေရာတွေကိုစီစဉ်တယ်ဥပမာဆိုပါစို့သူစာမပြုတ်လုပ်တဲ့ချင်းချင်း community ကပြုတ်လုပ်တဲ့ပွဲဆိုပါစို့နော်ကျွန်မအဲ့မှာသွားပြီးလုံဆော်ပေးတယ်အဲ့မှာရတဲ့ပတ်စံတွေကိုဒီချင်း community ကလေးပြစစင်နော်ချင်းပြည်မှာရှိတဲ့အဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအစိုးရ CDF တွေကိုပြောဆိုလိုချင်တာเนาะချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဲ့ဒီအဖွဲလေးစီကိုပို့ဆောင်မယ်နော်အဲ့ဒါကျမနဲ့ဘာမှမဆိုင်ကျမကသွားပြီးတော့ဒီပက်ဆန်ကြီးငါ့ကိုပေးလိုက်ဆိုပြီးယူလာတာတပြားမှမရှိဘူးတစ်ခါမှလည်းမယူဘူးနော်မမရဲ့ကပြောရမယ်ဆိုရင် Los Angeles မှာလုတ်တဲ့ပွဲနော်အဲ့ဒီမှာလုတ်တဲ့ပွဲမှာဆိုလို့ရှိရင်ကျမသွားခဲ့တဲ့ပွဲမှာရံမုံဝင်ရရှိတဲ့ငွေလေးရလေးပြီးတော့ဒေါ်လာ9000ကိုကျမစီကိုတဆင့်ကျမစီကိုလှူတယ်နော်အဲ့တော့ကျမကသူ့ကိုမေးတယ်ဒီ9000ကဘယ်ကိုပို့စီချင်တာလဲလို့ကျမမေးတယ်မေးတော့သူတို့ကဘုံမပန့်ဆက်လို့ရစီမံမှုနဲ့ပဲပို့ဆောင်ပေးပါဆို ကျမဘယ်လိုရှင်းအောင်လုပ်လဲဆိုတော့အဲ့လီရောက်မြန်မာများဆိုပြီးတော့အဲ့လီရောက်မြန်မာမပန်ဆယ်သူမတဆင်အဲ့လီရောက်မြန်မာများဆိုအဖွဲ့တွေအဖွဲ့တွေကိုအဲ့9ဒေါ်လာ9000ကိုကူညီပေးပြီးတော့အဲ့ဒေါ်လာ9000ဆိုတာ certificate ကိုနော်ကျမအဲ့ဒီအဖွဲ့စီကိုပြန်ဖို့သူတို့အဖွဲ့နာမည်နဲ့ပဲကျမပြန်ပေးခဲ့တာနော်ဒီပတ်စံကိုယူသွားပြီပန်ဆယ်လို့လုပါလေဆိုပြီးတော့တွားမလုပ်ဘူးနော်နားလေလားမသိဘူး procedure တွေကိုနားလေလားမသိဘူးအရင်မြင့်နေလားခင်ဗျဟမ်နို့လို့ဒီလုပ်တယ်နဲ့နို့အားချောင်းနေုံတော့မလွယ်ဘူးနော်အဲ့တော့အဲ့ဒီ ြို့ကန်တွေကပြုတ်လုပ်တဲ့ fundraising ပွဲတွေမှာငါလက်ထဲကိုလာထည့်ရင်တော့မှငါသူတို့အဖွဲ့နာမည်နဲ့ PDF DC ပို့ပေးပြီးတော့စင်ရင်ပြန်ရှင်းဖို့အတွက်ပါဆိုပြီးတော့စင်ရင်ပြန်ရှင်းပါတယ်ဒေါ်လာ9000ဒီမှာအဖွဲ့အဖွဲ့ဘဲဖွဲ့တွေဘဲဖွဲ့တွေပေးလိုက်ပါတယ်ဆိုပြီး certificate နဲ့တကွာငါပြန်ပေးလိုက်တာနော်အဲ့ကဲအဲ့ဒါကမြို့ကန်အဖွဲ့ DC ကိုရောက်မြို့ကန်အဖွဲ့တွေကပြုတ်လုပ်တဲ့ fundraising ပွဲအကြောင်းဟုတ်ပြီနောက်တစ်မျိုးဖြစ်တဲ့ဘုံရောင်းပွဲဘုံရောင်းတာဘာဘုံလဲ NUG ဘုံ NUG ဘုံဖြစ်တဲ့အတွက်အဲ့ဒီပတ်စံက NUG ကိုပို့ရတယ်ရှင်းလားအဲ့ဒါရှင်းတဲ့ကိစ္စဘာမှမရှိတော့ NUG ဘုံရောင်းတာနော် အလှူငွေလာထည့်တာမဟုတ်ဘူး NUG ဘုံဝယ်တာ NUG ဘုံဝယ်တာဖြစ်တဲ့အတွက်ရရှိတဲ့ပတ်စံကို NUG ကိုမပို့ဘဲနဲ့ NUG ကဘယ်နာထွက်လာမှာလဲငါမြို့ကန်ဖွဲ့တဲ့စီမှာထားခဲ့တော့ NUGC NUGC မပို့ဘဲနဲ့အပတ်စံတွေကဘယ်လိုလုပ်ရမှာလဲဒီရမုံမွေးရှာဖွေရေးဆိုတာပါဇက်ကလေလူကြပါရှင်လို့အော်နေရနဲ့ရနိုင်မယ်လို့နော်ဟမ်ရမုံမွေးရှာဖွေရေးဆိုတာလေပါဇက်ကလေလူကြပါလို့နင်တို့ပြောသလိုဘောမရောက်ကပြောသလိုခွက်ထိုင်ခောက်နေတယ်ရရမယ်ထင်နေလို့လားဟေးလုံးဝရည် တဲတကယ်ဟိုဘာဆော့ဖြစ်မှလည်းမရှိဘဲနဲ့ငါတုတ်မှတုတ်တယ်ဖြစ်တယ်နော်အဲ့တော့အဲ့ဒီ NUG ဘုံရောင်းတဲ့ပွဲကပတ်စံနေသည် NUG စီကိုပို့ရတယ်အဲ့ခါမှာငွေများတဲ့အခါတချို့ပွဲတွေဆိုဒေါ်လာသိန်းချီရောင်းရတာမျိုးတွေရှိတယ်နော်ဒေါ်လာသိန်းချီရောင်းရတဲ့အခါငါအစ်ပတ်စံတို့ကြီးကိုဆွဲပြီးလေရင်နဲ့ပြန်သွားလို့အဲ့ငွေသားတို့ကြီးကိုဆွဲပြီးလေရင်နဲ့ပြန်သွားလို့ရမယ်ထင်တာလားနေအောင်နောက်ကအဲ့လောက်ပဲတည်ရလားအမေရိကမှာနှစ်ပေါင်း20လောက်နေပြီအဲ့လောက်စောက်တုံးမကြဘူးလားဟမ် အဲ့ပစံတွေကအထူးကြီးဆွဲပြီးပြန်ယူသွားမယ်လို့ထင်နေရတာအေး NUG ဘွန်းကိုယ်စားလှယ်တွေရှိတယ်နော် NUG ဘွန်းအဲကိုတင်ထွန်းနိုင်လို့ရဲ့ NUG ဘွန်းရောင်းချတဲ့ဒီဗာလဲ NUG ရဲ့ဗန္ဒာရေးဝန်ကြီးဌာနရှိတယ်။သွားမေးကြည့်။ပန်ဆယ်လို့ဘယ်လိုအလုပ်လုပ်ခဲ့လဲလို့နော်။ငါကဘွန်းရောင်းလို့ရတဲ့ပစံတွေကိုအထုပ်ကြီးဆွဲပြီးတော့ငါလေရင်းစီးပြီးပြန်သွားမယ်ထင်တာလား။ဟမ်။ဒီလိုတော့ဖြစ်သွားအောင်မယ်နော်။ US မှာငွေသားကိုအဲ့လိုမျိုးလာလို့မရဘူး။စတိလက်ကောက်ဝက်သွားအောင်မယ်။ เนาะအဲ့တော့အဲ့ပစံတွေဘယ်ရောက်သွားလဲသိလားအဲ့ဒီမျိုးကံအဖွဲတွေရပဲမျိုးကံအဖွဲတွေရဲ့လက်ထဲကိုဓာတ်ပုံမှန်တန်ဗီဒီယိုမှန်တန်လက်မှတ်ထိုးပြီးအပ်ခဲ့တာเนาะအဲ့ပစံတွေကိုအပ်ခဲ့တာဒီပွဲမှာ NUG ဘုံ9000ပို့ရောင်းရပါတယ် NUG ဘုံ3000ပို့ရောင်းရပါတယ်စရင်ချုပ်ညာတွင်ချင်းစရင်ချုပ်ရတာเนาะစရင်ချုပ်ပြီးတော့အဲ့ဒီမျိုးကံအဖွဲရဲ့လက်ထဲကိုအပ်ခဲ့တာအဲ့အပ်ခဲ့ပြီးအဲ့မျိုးကံအဖွဲတွေကလေပြီးတော့ဒီပစံတွေကို NUG အစိုးရရဲ့ NUG ဘုံရဲ့ဘဏ်အကောင့်တွေကိုပို့ပေးရတာ ်ငားလေလားဟင်အဲ့တော့အဲ့ပစံကြီးဘယောက်တော့လဲဆိုတော့ NUG ဘုံရောင်းมาတယ်ဆိုမှ NUG ကိုမပေးဘဲနဲ့နေအမေလင်းကိုပေးရမှာလားဟင်အဲ့မှာလေငါယူသွားတာမရှိဘူးနော်မြို့ကန်အဖွဲ့တွေရာလီပဲတဆင့်ပို့ဆောင်ပေးရတာတချို့မြို့ကန်အဖွဲ့တွေတချို့မြို့တွေဆိုလို့ရှိရင်ပြောမှာဆိုရင်တက်တယ်လည်းပြောရမယ်ဆိုလို့ရှိရင်ဆင်းရဲကြတဲ့အခါကျတော့ဒီငွေသားတွေကိုတိုင်တွယ်ပြီးတော့လွှဲပြောင်းပေးဖို့ဘဏ်အကောင့်တွေမှာပြဿနာရှိတယ် သူတို့ကသူတို့ဒီ low income နဲ့နေကြတာဖြစ်တယ်ဘန်ကောင်ထဲမှာငွေသားတွေများများတော့ထိတ်လို့မရဘူးအဲ့လိုအခြေအနေမျိုးရောင်းရတဲ့ငွေရတဲ့ဒေါ်လာ2000 2000ပဲရှိရဆိုလို့ရှိရင်တော့ငါပြန်ယူလာပြီးတော့ NUG ဘွန်းစီကို NUG ဘွန်းရဲ့ဘန်အကောင့်တွေကိုထည့်ပေးရတာအဲ့ဒါဒီလေ immediate ဖြစ်တောင်ဖြစ်ခဲနော် immediate ဖြစ်တောင်ဖြစ်ခဲပွဲအားလုံးနှီးပါသည်မြို့ကန်အဖွဲ့တွေစီကိုအနှံခဲ့ပြီးမြို့ကန်အဖွဲ့တွေက NUG ရဲ့ဘန်အကောင့်တွေကိုထည့်ပေးရတာအဲ့တော့ခင်မကောင်းပါရင်ရင်ပါနင်ဘာတွေပြောနေရလဲငါမေးချင်တာ င်ဘာတွေပြောနေလဲဟမ်နင်ပြောနေတဲ့စကားတွေဘယ်ပြောတော့ဘယ်ရောက်နေရောသိလားဟမ်စောက်တွေးစောက်ခေါ်တွေကခွေးဝဲစားအထွေးခေါ်တွေနဲ့နော်အဲ့တော့ငါခုပြောနေတဲ့စောက်တို့ငါတော့လည်းနေတော့ချိန်မရတော့မယ်ပြေးလားဘာလို့လဲဆိုတော့အဲ့လိုမျိုးအတူအဆတွေကစောက်ရန်တန်းလာတာညင်နော်နင်တို့လိုကောင်းမစားတွေကငါခုပြောနေတဲ့အရာတွေသိပါမလားဟမ်တန်းစဲလို့ရှင်းပြပါငါခုပြောပြရရင်သိပါမလား ရှင်းခိုင်းနေရတယ်ပန်းစုပ်ကြလောက်ရှင်းလင်းနေတဲ့ကိစ္စကိုရှင်းပြပါလို့ပြောနေရတယ်စုကလေးကနော်နင်ဘာလို့စောက်တုံးကြလဲတိတာနေရပဲဟင်ငါဘလို့တွေလှုပ်လှုပ်သွားတယ်ဒီနိုင်ငံမှာအမေရိကကလည်းထိုင်ပြီးတော့ဒေါ်လာ၈တန်းကျော်မြန်မာနိုင်ငံရဲ့တော်လန်ရေးကိုရောက်ဖို့နော်ဒွေမထဲလို့လားအဲ့ပစံအလွှဲအပြောင်းနေငါအဲ့တခုပဲခိုင်းမယ်အလှူခဏငါပဲငါပဲလုပ်ပေးမယ်အဲ့ပစံကြီးရအောင်ငါပဲစီစဉ်ပေးမယ်အဲ့ပစံကြီးအဲ့ကိုရောက်အောင်ပို့ဖို့ ဟင်အဲ့တောင်ဝင်တစ်ခုပဲနေယူမယ်ဆိုရင်တော့မပြီးမယ်ကောင်းမစားမျိုးပါအဲ့တော့မပြောဘဲနဲ့နေတယ်ဆိုတာစောက်ဖတ်မတန်လို့မပြောတာဒီလားညလိုမျိုးစောက်ဆင်မျိုးစောက်ဖတ်မတန်လို့မပြောတာဒေါ်လာရေးမှာဟမ်စီးလို့ဝါလို့နဲ့ညလိုပါဇက်ကလေးပြီးတော့အာသာဖြေနေတာငါရိုင်းရိုင်းပဲပြောမယ်ညလိုပါဇက်ကလေးအာသာဖြေနေတာအဲ့လိုပါဇက်ကလေးထိုင်ပြီးအာသာဖြေရုံနဲ့ဒေါ်လာရေးမိခင်ကြီးဖခင်ကြီးတို့ကိုယ့်ကိုယ်စောက်ထင်ရောက်နေတဲ့ကောင်းမသားတွေကိုအကုန်လုံးစောက်ယူမာတွေလို့ပဲထင်တယ်ဒီလားနေ့အမီအိုင်းရင်းရောနေ့ရော နော်စင်ကာပူကျက်မနဲ့အမေရိကန်ဝက်မအဲ့တော့ဝေးဝဲစားမှတယ်ကိုစောက်စင်ကိုမသိဘူးဟမ်နင်တို့ကထိုင်ပြောနေတာစောက်စောက်ချင်းကုန်တယ်ဖီလိုမရဲ့အဲ့တော့အစကလေးပြီးတော့နင်တို့ရည်စင်စရာကောင်းလာပြီနင်တို့ပြောသမျှအရာတွေကလည်းငါမှဖြည့်ရှင်းဖြည့်ရှင်းတာမဟုတ်ဘူးနော်နင်တို့ပြောစရာတွေခြေပစရာတွေငါမှအပြည့်ပဲဘာလို့လဲဆိုတော့ငါမှန်မှန်ကန်ကန်အလုပ်လုပ်ခဲ့လို့နော် ငါစီးလို့ဝါလို့တခါမှလုံးမလုပ်ခဲ့ဘူးငွေကြီးနဲ့ပတ်သက်တာကြောင့်နော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနင်တို့ထက်ငါမာနကြီးတယ်နော်နင်တို့ထက်ငါဆောက်ပြုတ်ဆိုင်တယ်ဘာလို့လဲဆိုတော့ဘယ်တော့မှအဲ့ငွေကိုငါဆောက်ပြုတ်မဆိုင်ခဲ့ဘူးနော်ငါငွေမတ်တယ်ငါငါလောက်အားနဲ့ရှာတဲ့ငွေငါမတ်တာနင်တို့လိုမျိုးငွေမင်းရင်နော်ကိုယ့်အိမ်ထဲကောက်ထည့်ခြင်းကြီးရဲ့ကောင်မတွေကတော့သူ့သမီးတို့နင်တို့နင်တို့လိုပဲပြောမယ်လို့နင်တို့လိုပဲလုပ်မယ်လို့ထင်နေကြတယ်အဲ့ဒါသိရှင်းတဲ့ကိစ္စ ငါဆိုရှင်းတယ်လူချင်းလူချင်းတွေ့လို့ရှင်ဒီကောင်မဘလို့ခိုးနေလဲငါဘယ်တော့မှမစင်စားဘူးဘာလို့လဲငါမှမခိုးတာနော်နင်တို့ကတော့လူလူတယောက်တွေ့လို့ရှင်ကြည်လိုက်လို့ရှင်ဒီကောင်မဘလို့ခိုးနေလဲပဲကြည်ကြမှာဘာလို့လဲနင်တို့ကိုယ်တိုင်းစောက်တခိုးမာနေမှာအေးစောက်ခိုးလို့မရရင်တော့လုံးဝတခိုးလေးတခိုးကိုရှိလို့နော်အခုကတခိုးဆိုတွေ့တာပဲမစမ်းဘူးအဲ့တော့စောက်ရင်းမပါဒိုးကြီးရောဖိတ်လို့ခေါ်တယ်နော်တော့ကြာစေးကြောက်ရှင်နေပါလေလောင်းမယ် ောက်တော်သားတယ်အဲ့အဲ့ဒီဟိုဘက်ရောက်ကစောက်ချက်မပြည့်တဲ့ကောင်လေးနဲ့တမျိုးနော်အဲ့တော့ငါတို့လည်းလူတွေဒီလားတင်းကျင်နေအလုပ်တွေ stress များရတဲ့ကြားထဲမှာကိုယ့်ရဲ့ personal အလုပ်တွေပဲတော်လည်းအလုပ်ကိုတနေ့ကိုဘယ်နှနာကြီးလုပ်နေရလဲလို့ထင်တယ်ဟမ်ဒါတော့မှကိုတလောက်ငါငါချရည်ခဲ့ဘူးလေငါ short ချပြစ်လိုက်တယ်အဲ့စောက်ရင်းမပါတော်လည်းရင်းထဲမှာလုပ်နေရတဲ့အချိန်မှာစောက်ရင်းမပါတာလေအကုန်လုံးရက်ချပြစ်လိုက်တယ်အဲ့လိုရချပြစ်လိုက်တာတော့မှနော် ညို့လိုမျိုး online မှာထိုင်ပြီးတော့ဟိုလူကဘယ်လိုဒီလူကဘယ်လို NUG ကဘယ်လို NUG ကဘယ်ကောင်ကဘယ်လိုဆိုပြီး site တင်းထိုင်အုပ်နေတာနဲ့တော်လည်းလုံနေရဲ့လို့အထင်ရောက်နေတယ်ညို့လုံနေရတဲ့အလုပ်နဲ့ငါလုံနေရတဲ့အလုပ်နဲ့ကတော့ကွာတယ်လीဟမ်အဲ့တော့စောက်ရင်းပါရှာယူမရှိတိုင်းပြောရတယ်နော်ရှာယူမရှိတိုင်းပြောတယ်ဒီပွဲတွေလုတ်ခဲ့တယ်ဒီမျိုးဒီအမေရိကန်မှာလုတ်ခဲ့တဲ့ပွဲတွေအကြောင်း ။နော်အမေရိကန်မှာလုပ်ခဲ့တဲ့ပွဲတွေမှာငါတပွဲကိုခြေချွားကဘလောက်ယူပါတယ်ဆိုတော့အဲ့ဒီမှာလုပ်ခဲ့တဲ့ပွဲတွေမှာစီစဉ်ခဲ့တဲ့ organizer ယာချီကတေသွားပြီမို့လို့လား။နင်းအဲ့လိုဖြောင်းလင်းဖြောင်းစားလုပ်ရရအောင်။ဟမ်ဖြောင်းလင်းဖြောင်းစားမှာမင်းတို့တွေကလိန်စရာမရှိရှာကြပြီကိုဘာမှဘာမှကိုကိစ္စမဟုတ်တဲ့ကိစ္စတော့ဝင်လိန်နေကြတာ။ဟမ်ကိုစောက်ချောင်းလည်းမဟုတ်ကိုကိစ္စလည်းမဟုတ်ကိုတက်ဘာကျိုးမျက်မှမရှိတဲ့ကိစ္စတော့မှနင်းတို့ကပါဇက်ကအားချောင်းပြီးဝင်လိန်နေကြတဲ့လူလိန်မှတယ်။ဟမ် ဲ့တော့မနေ့က2022တခုလုံးပန်ဆယ်သူအမေရိကအမေရိကအမေရိကတနိုင်ငံလုံးပတ်ပြီးခီးသွားပြီးတော့ရမငွေရှာဖွေပေးနေကြုံကငါသာအဲ့လိုမျိုးခြေကြောက်ကဒေါ်လာ3000ယူခဲ့ပါတယ်ဆိုလို့ရှိရင်လေအပြောခံရလို့ပုတ်ကြနေတော့ပြီနော်အဲ့တုန်းက support တွေပါသူပိတ်နေကြတယ်ညတို့ support တွေပါသူပိတ်နေကြတယ်အေးငါငါအပင်မခံဘူးတနှစ်လုံးအပင်မခံပြီးလုတ်ခဲ့တာဖြစ်တဲ့အတွက် နာတယ်ရှင်းလားနာလို့ဆဲတာအဲ့တော့အေးဆက်သွားလို့ဘာညာလားမပြောနဲ့မှန်တာပြောလို့ဆက်သွားလို့ဘာလို့လာလို့လီးလိုက်လားမပြောနဲ့တော့ကောင်းမှာ ပါဆွဲရရင်မှာကုန်လုံးအဲ့တော့ဘာသာကလေရှာရိုးမရှိလွဆွဆွဲရင်တနိုင်ငံနဲ့နေတာပဲလာခဲ့စမ်းမှာဟမ်တနိုင်ငံနဲ့နေတာပဲဟမ်အဆိုင်လေးစားလေးရှိရပဲလာခဲ့စမ်းမှာငါနေပို့လို့လာမပို့လို့လာတည်အောင်နော်စောင်းရင်ဘာတို့ကြီးပါ တပွဲသွားဒေါ်လာ3000ယူရဲဆိုတော့ငါငါသွားတဲ့လမ်းစီးကရေတံဘူးကစားငါငါဝယ်တော့တာရှင်းလားငွေချင်းနဲ့ပတ်သက်ပြီးစောက်မာနာတဲ့ဇက်မမရှိတဲ့ဟာစားတွေအများဆော့ဆော့ကားကားနဲ့အဲ့တော့အဲ့တုန်းကလေတပွဲမှာဒေါ်လာဘယ်နှတောင်းရှာကိုရှာပေးနိုင်ခဲ့တယ်လို့နော်အန်ယူဂျီဘွန်ဘယ်နှသိန်းဘူးရောင်းခဲ့ရောင်းရောင်းပေးခဲ့တယ်လို့ဟမ်အဲ့တော့စောက်ပေါက်တွေပြောပါလားနင်ငါပင်စယ်တို့ကဟိုခြေချောကဒေါ်လာ3000ယူသွားပတ်တယ်နော်စောက်ပေါက်တွေပြောပါလားအဲ့တုံးတွေက တကယ်ယူသွားတယ်ဆိုရင်ပြောပါလား US မှာထိုင် US မှာနေနေကြတဲ့လူတွေမှာနိုင်ငံရေးကရောက်လာတဲ့လူတွေကထောက်ဝဲကြတော့ရှိတယ်ငါသာအဲ့လိုလုပ်ခဲ့ရတယ်ဆိုလို့ရှိရင်အဲ့ပစက်တွေကပိတ်နေကြမယ်လို့ထင်လို့လားဟမ်ငင်းအောင်ဖွားစရာမတူဘူးဖွားထနေတော့ပြီနော်ထုံးစံမရှိဘူးနော်အေးပွဲတစ်ခုလာလို့ပေးလိုက်တဲ့ဒီဘယ်လိုခေါ်မလဲငါတို့ကိုပေးလိုက်တဲ့တရားကြီးပေါ့နော်တင်မန်းကြီးခေါ်တာပေါ့ဒီနိုင်ငံအဲ့ဒါတော့ငါယူရလေအဲ့ငါ့ကိုပေးရငါပါစင်နဲ့တွက်ပါလို့ပေးတဲ့ကိစ္စကငါယူရလေ အေးဒါနမနောက်ွယ်မှာငါငါငါလိုအပ်တဲ့နေရာငါလိုအပ်တဲ့နေရာဆိုငါမဟုတ်ဝယ်စားပြစ်တာမဟုတ်ဘူးငါမိတ်ကလေးပြစ်တာမဟုတ်ဘူးနော်ငါတို့အတိုင်းဝိုင်းနေမှာခြေကာလာနေမှာထောင်ထဲရောက်သွားတယ်ငါတငယ်ချင်းနေနော်ငါမိတ်ဆွေတွေငါတို့ရဲ့ရဲဘော်တွေရှိတယ်ဒီမှာတငယ်ချင်းတွေကိုမဟုတ်ဘူးထောင်ဝင်စားပို့ရလို့ဘလောက်ပြီးပါအောင်ငါအလူခံဘလောက်ရမယ်ထင်လဲအေးထုံးစံမရှိဘူးငါတငယ်ချင်းတွေဒီငါတငယ်ချင်းတွေကိုပို့တာဒီငါကိစ္စငါကဖေးပောက်ကရရတဲ့ပတ်စံတွေပဲပို့ပို့ ဒါနဲ့ငါအဲ့လိုမျိုးပေးလိုက်တဲ့ပန်ဆယ်လို့အတွက် personal ပါဆိုပြီးပေးလိုက်တဲ့ပတ်စံဦးတော်မှာနော်ငါငါအလားတန်းလုပ်ပြတာမရှိဘူးနော်ဟိုတလောကငါစီကိုငါဆိုင်ကြည့်လာပြီးတော့မုတ်ဖိုးပါဆိုပြီးတော့ဒေါ်လာတစ်ထောင်ပြထည့်ပြီးသွားတယ်နော်ငါတရာဘူးမုံသွားစပစ်လိုက်တယ်ဂျန်နဲ့900ကိုနော်ကော့ဘရာကွန်လန်အပါဝင်ရဲဘော်တွေနော်ကော့ဘရာကွန်လန်ရဲဘော်တွေငါထမင်းကျွေးလိုက်တယ်နော်တရားစာထမင်းကျွေးလိုက်တယ်နော်အဲ့တော့ ရင်းနှီးစောက်စိတ်တက်တည်နေမြန်မာငါ့ကိုလာပြီးပခုံးချင်းရှင်ကျင်သေးတယ်။နော်။ဘာလဲကြီးမာရင်းနှီးစောက်ဘွားပြက်ခဲ့ရလည်းမရှိဘူး။အရင်ကအမေရိကမှာနေနေတာနော်။ရင်းနှီးစောက်ဘွားပြက်ခဲ့ရလည်းမရှိဘူး။ရင်းနှီးကိုကြိုးစီးပွားထိခိုက်ခဲ့ရလည်းမရှိဘူး။နော်။ရင်းနှီးမှာဘာစိတ်အနာမှလည်းမရှိဘူး။နော်။အတော်လန်ကြီးတော်လန်ကြီးစိတ်သက်ရှိလို့ပါတာကျေးဇူးတင်တယ်။အေးဒါမဲ့ရင်းနှီးလုံနေတာတော်လန်ကြီးမှာစိတ်သက်ရှိလို့ပါတာတစ်ချက်ဖို့နော်။စောက်အားချောင်ပြီးတော့တော်လန်ကြီးမှာလီးလာတွေထိုင်ပြုံးနေတာ69ချက်ဖို့။နော်။ ဆောက်ကောင်းမတွေဘာမှမလုပ်နိုင်လဲဆောက်ပုတ်ပိတ်နေကြပါလားပြောလိုက်ငါတို့ကကိုယ့်ပစံတဲ့ကိုရှာဖွေပြီးထောက်ပံ့နေတာဘလို့ဘောကဟမ်ငါတွက်ပြလိုက်အောင်မယ်အဲ့ဒါမျိုးကြလို့ရှိရင်အဲ့ဆောက်စကားကြလို့ငါဒေါသထွက်လို့နော်ငါတို့ကကိုယ့်အလုပ်ကိုလုပ်ပြီးထောက်ပံ့နေတာဟုတ်တယ်နင့်လိုပဲအမေရိကန်တနိုင်ငံလုံးမှာရှိတဲ့မြန်မာနိုင်ငံသားတွေနော်ပြီးတော့စင်ကာပူမှာရှိတဲ့မြန်မာနိုင်ငံသားတွေကဘာရရက်ကနိုင်ငံရရက်ကိုရောက်ရှိနေတဲ့နိုင်ငံသားတွေမြန်မာနိုင်ငံသားတွေကိုယ့်ပစံတဲ့ကို ကို့အလုပ်ကိုလုပ်ပြီးကို့ပတ်စံလေးနဲ့ကိုဒေါ်လာရေးကိုထောက်ပံ့နေတာနင့်လို့လီးရထိုင်ပြောနေရမဟုတ်ဘူးတိကအဲ့တော့နင်ပြောနေတဲ့ပုံစံကငါတို့ကကို့ပတ်စံလေးကိုထောက်ပံ့နေရဆိုငါတို့ကနင်ပြောတာလေဟမ်နင်တို့ကအလှခံပြီးထောက်ပံ့တာအနင့်မေအိုင်မန်လည်းအလှခံပြီးထောက်ပံ့တာလေဟမ်နင့်မေအိုင်မန်ကအလှခံပြီးကိုပိုင်းတက်တောင်ထောင်သေးတာလေဟမ်အိုင်အားအိုင်အားအဖွဲဆိုပြီးကိုပိုင်းတက်ပါထောင်ထားသေးတာလေစောက်ပေါမရဲ့ဟမ်ငါ့အောင်များလာပြောရဲတည်ရလားဟမ်ငါတို့ကကို့ပတ်စံလေးကိုလူတာနင်တို့က သူများစီကအလှခံပြီးပြန်သူပေးတာဟုတ်တယ်သူများစီကပတ်စံသူများစီကအလှခံပြီးပြန်သူပေးတဲ့နင့်အမေ iron တော့မှာကိုပိုင်တက် iron iron ဘာလဲ iron တက်ဖွဲ့ဆိုပြီးခင်ဥမှထောင်ထားတာလေစောက်ပြဒနာကြီးတက်တာသူများအဖွဲ့စီကသူများအဖွဲ့ကကြာဆုံးရဲဘော်တွေကိုနော်ကြာဆုံးရဲဘော်တွေသူတို့အဖွဲ့ကကြပါတယ်ဆိုပြီးအလှခံခဲ့တာလေဟမ်ငါထပ်ဖို့အောင်မလားအကောင်လုံး